ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van နဲ့ Brandon Rive ပွဲမှာအနိုင်ရတဲ့သူကိုသေးသောချန်ပီယံခပ်ပတ်လူ့ခွင့်ပေးမယ်လို့ဂရိဆိုသွားတဲ့ Dina White ရဲ့အကြောင်းအကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှတ်မှာ UFC က UFC 327ပြိုင်ပွဲရဲ့သတင်းစာရှင်းလင်းပွဲကိုလှုပ်ဆောင်သွားခဲ့ပါတယ်ကျွန်တော်တို့ချင်းဖိုင်တာလေး Joshua Van ကလည်းဒီသတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ရပါတယ် မီဒီယာတော်တော်များများနဲ့ Major Fighter ကြီးတွေခြားထဲမှာကျွန်တော်တို့ Champ Fighter လေးကတက်ရောက်ခွင့်ရတယ်တကယ်ကိုခုံယူစရာကောင်းပါတယ်။ Fire International Fight ကာလမှာထိုးသတ်မဲ့ပွဲမှာပါဝင်ခဲ့ရတဲ့အပြင်အခုလိုမျိုးတရင်သာရှင်းလင်းပွဲကိုလည်းတက်ရောက်ရပြီး Main Card ခေါင်းစဉ်အောက်ရဲ့အဓိကအရေးပါတဲ့တွဲဆိုင်နေရာမှာထိုးသတ်ရမှာကျွန်တော်တို့မြန်မာပရိသတ်ကြီးတွေတကယ်ကိုခုံယူစရာကောင်းပါတယ်။ Fire Brandon Viper နဲ့လည်းမျက်နှာချင်းဆိုင် Face Off ပြုလုပ်သွားပါတယ်။ ဖန်ဟာသတင်းစာရှင်းလင်းပွဲမှာလည်းသူ့အနေနဲ့ဒီပွဲကိုအဆုံးသတ်ပြသွားမယ်လို့ထပ်မံကြုံဝါသွားခဲ့ပါတယ်။ဒါပြင်ပြည်သက်တွေသဘောကျသွားစေနိုင်တဲ့သတင်းတစ်ခုကိုလည်း COD နာဝိုက်ကချပြသွားပါတယ်။သတင်းနောက်တစ်ယောက်ကဥက္ကဋ္ဌကြီးကိုအခုလိုမေးပါတယ်။ခမားအနေနဲ့အရင်က Brandon Rive နဲ့ Manek Capdu ရဲ့ပွဲမှာအနိုင်ရတဲ့သူကိုခပတ်လူ့ခွင့်ပေးမယ်လို့ပြောခဲ့ပါတယ်။အခု Manek ကနေရာမှာ Joshua Van ကဝင်လာတော့ကိုဒီပွဲမှာနိုင်တဲ့ fighter ကိုခပတ်လူ့ခွင့်ပေးမှလာလို့မေးခဲ့တာဖြစ်ပါတယ်။ ဒီကြောင် CEO ဒေနာဝိုက်ကတော့သေတာပေါ့ချန်ပီယံခပ်ပဲလူ့ဝင်ပေးမှလို့ပြန်လဲတုံပြန်သွားခဲ့ပါတယ်။ဒါကြောင့်ဒီပွဲမှာအနိုင်ရတဲ့ fighter ကသေတာပေါ့ချန်ပီယံခပ်ပဲလူ့ဝင်စင်ခေါ်ဝင်ရသွားမှာဖြစ်ပါတယ်။ချင်း fighter လေးအတွက်ကတော့တကယ်ကိုယဉ်ခုံစရာကောင်းနေပါပြီ။ fan တွေတကယ်ကိုအပြောင်းလဲဖြစ်သွားစေနိုင်မယ့်ချန်ပီယံစင်ခေါ်ဝင်အဆုံးဖြတ်ပွဲဖြစ်ပါတယ်။ fan တွေနဲ့ဒီပွဲမှာသာနိုင်ပွဲပုံဖော်နိုင်လိုက်ရင်သေတာပေါ့တိုက်တဲ့ challenger ဖြစ်လာတော့မှာပါ။ fan ရဲ့ပွဲပေါ်မြန်မာပြည်သက်တော်တော်များများကလည်းအရန်ကိုယဉ်ခုံနေကြပါပြီ။ မြန်မာပြည်သက်တွေတင်မဟုတ်ပဲတစ်ခါပါလုံးက UFC ပြည်သက်တွေကလေ UFC 317ပြန်ပြီးတော့ Joshua Van ရဲ့ပွဲကိုတော်တော်ကိုယဉ်ခုန်နေကြပါတယ်အတော်လေးစိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ် UFC 317ပြိုင်ပွဲမှာ Flyweight တဲ့ Champion လူပွဲဖြစ် Alexander Pantoja နဲ့ Kankara France တို့ကထိုးသက်ကြမှာပါ။အဲ့ဒီ Champion လူပွဲတဲ့ Joshua Van နဲ့ Brandon Rivera တို့ပွဲကိုပြိုင်သက်တွေကပိုပြီးအာရုံရှောင်းနေတာတွေ့ရပါတယ်။ ဘရန်နန်ရိုက်ဘယ်ကလည်းဒီပွဲကချန်ပီယံကပ်လူ့ဝင်အဆုံးဖြတ်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့ရှယ်တုံးရမယ်ဆိုပြီးတင်းစားရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။အခင်းကြီးတွေကတော့တကယ်ကိုယဉ်ခုံစရာကောင်းနေပါပြီ။ဒီနာဝိုက်ကိုတိုင်ကလည်းချန်ပီယံလူ့ဝင်ပေးမယ်လို့ကြုံဝါလိုက်တော့ပရိသတ်တွေအကြိုက်ဖြစ်သွားတာပါ။ဖန်ကိုရိုင်းကလည်းသူ့အနေနဲ့ဒီပွဲမှာအနိုင်ပြပြီးတန်စကာဝိုင်းအပြင်ဘက်ကနေချန်ပီယံကပ်လူပွဲကိုထိုင်ကြည့်နေမယ်လို့သူကိုယ်တိုင်ဆိုပါတယ်။ပေဒါလာကတော့ဖန်နဲ့ဘရန်နန်ရိုက်ဘယ်ပွဲမှာအနိုင်ရခဲ့တဲ့ဖိုက်တာနဲ့ ချန်ပီယံလူပွဲမှာအနိုင်ရခဲ့တဲ့ fighter ဟာ Adafan Wine မှာမျက်နှာချင်းဆိုင်တွေ့ဆုံကြအောင်ပဲထင်ပါတယ်။ဒီလိုအခင်းကြီးနေဖြစ်လာဖို့လေ UFC ကစီစဉ်ပေးမယ်ထင်ပါတယ်။ချင်း fighter လေးနေနဲ့လေအခွင့်အရေးကိုအမိရဖမ်းဆုပ်နိုင်ပါစေလို့ပဲဆန္ဒပြုပါတယ်။ UFC ကဒီနေ့ညဆယ်နှစ်ခွဲမှာဝိတ်ချိန်စီစဉ်တွေကိုလှုပ်ဆောင်သွားမှာပါ။မနက်ပိုင်းစနေနေ့မနက်6:00ခွဲမှာ ceremonial weekend နဲ့ face off season တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ။တနင်္ဂနွေနေ့မနက်၄နာရီခွဲမှာတော့ International 5 week ကာလမှာကျင်းပမယ့် UFC 317ပြိုင်ပွဲကြီးကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်။မင်းကတွဲဆိုင်တွေကိုမနက်၈နာရီခွဲမှာစတင်ကျင်းပသွားမှာပါ။ဖိုင်ရင်တွဲဆိုင်ကတော့မနက်၈နာရီဝင်းချင်မှာကြည့်ရဖို့ရှိနေပါတယ်။ရှိတဲ့တွဲဆိုင်တွေပေါ်မူတီဗီအချိန်နှင်းငယ်ပြောင်းလဲရှိနေပါတယ်ခင်ဗျာ။ကျွန်တော်တို့ချင်းဖိုက်တာလေးနေနဲ့လေအကောင်းဆုံးနိုင်မွေးရရှိပြီးချန်ပီယံစိန်ကိုကွင်းရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာ ဂျောရှွာဘန်ရဲ့ပွဲကိုကြည့်တဲ့ပရိသတ်တွေအနေနဲ့လည်းကျွန်တော်ရဲ့ Telegram Channel ကနေ link ချပေးမယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ Telegram Channel ကို join ထားဖို့မြတ်တာရက်ခံနေပါတယ်ခင်ဗျာ။ Telegram Channel link ကို description မှာပေါ်ပြပေးထားပါမယ်။ပရိသတ်တွေအနေနဲ့အဆင်ပြေပြေကြည့်ရဖို့စမ်းသပ်ပြုပါတယ်ခင်ဗျာ။ကျွန်တော်တို့ချင်းဖိုက်တာလေးနေနေလေဘလို့အကောင်းဆုံးနိုင်မယ့်ယူပြသွားမလဲဆိုတာရင်ခုံမိနေပါပြီဖန်ကတော့ယုံကြည်ချက်အပြည့်ရှိနေပါတယ်အဲ့ဒီယုံကြည်ချက်တိုင်းလှုပ်ဆောင်သွားမလားဆိုတော့လာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ ပရိသတ်တွေနေရောကျွန်တော်တို့ fighter လေးကိုဘယ်လိုအခင်းချင်းတိုက်ဆောင်လာမယ်လို့ထင်မြင်စမိပါသလဲမိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ Joshua Bay နေနဲ့လည်းအကောင်းဆုံးနိုင်ပွဲရရှိပြီးတိုက်တဲ့ challenge ဖြစ်လာပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်လေးဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲသာရပေးရှုမဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။